မိတ်ဆွေတကယ်လို့များကျွန်တော်တို့ဟာလှုပ်ဝက်ကုန်တွေမင်းဖြောက်ဆေးတွေနဲ့ရန်သူနောက်ွယ်မှာတရင်ပေးနေရတဲ့သူတွေအကြောင်းသိခွင့်ရမယ်ဆိုရင်ဘယ်လိုနေမလဲအဲလက်ဇန်ဒါရိုးဆိုတဲ့စာရေးဆရာရဲ့ဝါရှင်တန်ရဲ့သူရှိုးများစာအုပ်ထဲမှာအမေရိကန်ဒေါ်လာရဲ့အတွင်းကစိတ်လှုပ်ရှားစရာသူရှိုးအဖွဲ့အကြောင်းကိုဖော်ထုတ်ထားပါတယ်အဲလက်ဇန်ဒါရိုးဟာနမကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့တမိုင်းဆိုင်ရာစာအုပ်တွေကိုအများဆုံးရေးသားသူပါဝါရှင်တန်ရဲ့သူရှိုးများစာအုပ်ဟာသူ့ရဲ့အကောင်းဆုံးလက်ရာတွေကတစ်ခုဖြစ်ပြီး American Dollar ရေးရဲ့လှုပ်ဝက်ကွယ်ဝက်ရှိတဲ့အပိုင်းတွေကိုဖော်ထုတ်တင်ဆက်ထားပါတယ်။ George Washington ဟာစစ်ပွဲမှာသတင်းချက်လက်ဘလောက်အရေးကြီးတယ်ဆိုတာကိုအစိုးပိုင်းမှာသိရှိခဲ့ပါတယ်။1200ခု26ခုနှစ်နယူးယောက်တိုက်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်မှာသူဟာသတင်းချက်လက်ရရှိရေးအတွက်အားထုတ်ခဲ့ပေမဲ့အစပိုင်းမှာအောင်မြင်မှုမရခဲ့ပါဘူး။သူရှိုးတွေကိုစနစ်တကျမွေးထုတ်ပေးနိုင်ခြင်းမရှိတာကြောင့်လည်းဖြစ်ပါတယ်။နာတန်ဟေးဆိုတဲ့သူရှိုးတယောက်ရဲ့ဖြစ်ကဝါရှင်တန်အတွက်သင်ခန်းစာတစ်ခုပါပဲ။ သူကဗြိတိရှရဲ့စစ်မြေပြင်နောက်ွယ်ကိုတရင်စုံစမ်းမှုတော်ပြီမဲ့ကျွမ်းကျင်မှုမရှိတာကြောင့်ဗြိတိရှသူရှူကောင်းဆောင်ရောဘတ်ရောချဲရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ကိုတပ်ပစ်လိုက်ပါတယ်။ဒါဟာဝါရှင်တန်အတွက်ဘလို့သူရှူမျိုးကိုလေ့ကျင့်ပေးရမလဲဆိုတဲ့သင်ခန်းစာတစ်ခုဖြစ်သွားစေခဲ့ပါတယ်။ဒီလိုအဖြစ်ပြက်တွေကနေဝါရှင်တန်ကသင်ခန်းစာတွေများကြီးရခဲ့ပါတယ်။သူရှူတွေကိုလှုပ်ဝက်လုပ်ငန်းတွေအတွက်တည်တက်လေ့ကျင့်ပေးဖို့လုံခြုံတဲ့စစ်သွေးရေးလမ်းကြောင်းတွေဖန်တီးဖို့ ရန်သူနယ်မြေထဲမှာအများရန်သူရှူတွေထားဖို့နဲ့တရင်ချက်လက်တွေကိုအရင်မြင့်မျိုးမျိုးကနေရယူပြီးပြန်စစ်ဆေးဖို့လိုအပ်တယ်ဆိုတာကိုသူသိသွားတယ်။1200 2020ခုနှစ်အစောပိုင်းမှာဝါရှင်တန်ဟာသူရှူလုပ်ငန်းတွေကိုပို့ပြီးစနစ်တကျလှုပ်ဆောင်မှုစတင်ခဲ့ပါတယ်။နာသန်နီယယ်ဆက်ကတ်ဆိုတဲ့ပုဂ္ဂိုလ်ကိုသူရှူဖွဲ့ရဲ့အကြီးအကဲဖြစ်ခန့်အပ်ခဲ့ပြီးဂီတိရှာတွေတင်ပိုက်ထားတဲ့နယူးယောက်မှာသူရှူတွေကိုစုဆောင်းမှုနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေဖန်တီးဖို့တာဝန်ပေးခဲ့ပါတယ်။ စကတ်နဲ့တခြားအရာရှိတွေဖြစ်တဲ့ဘိုးချုပ်ချာစကော်နဲ့ဘိုးမူဂျွန်ဂလတ်တို့ကနီလန်မျိုးမျိုးကိုစံသက်ခဲ့ကြပါတယ်။ကင်းထောက်တွေကိုဆီလွတ်တာဗြိတိရှတွေရှိတဲ့နေရာကိုဝင်ထွက်သွားလာနိုင်တဲ့အရက်သားတွေကိုစုဆောင်းတာကျက်ရောင်းဝယ်သူအဖြစ်ဟန်ဆောင်တာနဲ့ဗြိတိရှအတိုင်းဝိုင်းတွေကိုစိတ်ဝင်ဖို့စူးစမ်းတာတွေပါဝင်ပါတယ်။ဒီလိုစူးစမ်းမှုတွေကနေအတုံးဝင်တဲ့တရင်ချက်လက်ချို့ကိုရခဲ့ပေမဲ့မကြာခဏအပေးယူလုပ်ခဲ့ရပါတယ်။ဘင်ဂျမင်တိုမတ်ဆိုတဲ့လူငယ်တယောက်ဟာနာတန်ဟေးရဲ့တငယ်ချင်းဖြစ်ပြီး စစ်တပ်မှပါဝင်ပါတယ်။သူကစက္ကရဲ့စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအရာရှိအဖြစ်ခန့်အပ်ခံရပါတယ်။တောင်းမတ်ချာဟာသူရှုလုပ်ငန်းအတွက်အရေးချင်းပြေဝပြီးစက္ကထွက်သွားပြီးနောက်ပိုင်းမှာအဓိကအခန်းကဏ္ဍမှာပါဝင်လာခဲ့ပါတယ်။တောင်းမတ်ချာသူ့ရဲ့ဇာတိမီဖြစ်တဲ့စီတိုကက်ရွာမှာရှိတဲ့သူ့ရဲ့မိတ်ဆွေတွေကိုတုံ့ချပြီးသူရှုကွန်ရက်ကိုတိဆောက်ခဲ့ပါတယ်။အီဗရာဟန်ဝဟူးဆိုတဲ့လက်သမားတစ်ယောက်ကိုစုဆောင်းခဲ့ပါတယ်။ဝူဟူဟာဗြိတိရှရီပေါ်မကျေနပ်ချက်တွေရှိနေတဲ့အတွက်သူရှုအဖြစ်လှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ဝဟူးရဲ့ဒေတာအကြောင်းအသိပညာနဲ့ယုံကြည်ရတဲ့ဆက်ဆံရေးတွေဟာအဖိုးမဖြစ်နိုင်ပါဘူး။ကေလက်ဘရူးစတာဆိုတဲ့ရေချောင်းသွားလာသူကလည်းအရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။အော့စတင်ယိုးနဲ့ဂျိုနက်စ်ဟော့ကင်းစ်တို့ကလည်းသတင်းပို့သူတွေဖြစ်လှုပ်ဆောင်ခဲ့ကြပါတယ်။သူတို့ဟာလုံအိုင်လန်နဲ့နယူးယောက်မြို့ကြားမှာအနေအများတဲ့ခီးတွေကိုသွားလာခဲ့ကြပါတယ်။ကူပါအဖွဲ့ဝင်တွေဟာငွေကြေးအတွက်လှုပ်ဆောင်တဲ့သူရှူတွေနဲ့မတူပဲမျိုးချစ်စိတ်နဲ့တယောက်ကိုတယောက်ယုံကြည်မှုပေါ်မှာအခြေခံထားပါတယ်။ သူတို့ဟာတယောက်ကိုတယောက်တစ္ဆာရှိကြပြီးဂီတိရှားတွေရဲ့သူရှုတံပြန်ရေးကျိုးပတ်မှုတွေကိုခံနိုင်ရှိခဲ့ပါတယ်။သူရှုအဖွဲ့ကြီးထွားလာတာနဲ့အမျှလုံခြုံတဲ့ဆက်သွယ်ရေးဟာအရေးကြီးလာပါတယ်။ဂျွန်ဂျေးရဲ့အကူစာချင်းဂျေးကဝါရှင်တန်ကိုလှုပ်ဝက်မင်အကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီမင်ကစာရေးတဲ့အခါမမြင်ရဘဲဓာတ်ရုပ်ပစ္စည်းတစ်ခုနဲ့ထိတွေ့မှမြင်နိုင်ပါတယ်။ဝါရှင်တန်ကအဲ့ဒီမင်ကိုထင်ကြီးပြီးကူပါဖွဲ့ရဲ့လုံခြုံရေးအတွက်အသုံးပြုခဲ့ပါတယ်။ တော်မချာတရင်ချက်လက်တွေကိုကောက်ွယ်ဖို့အတွက်အပိတံကိုအခြေခံထားတဲ့ယူရှင်းတဲ့နံပါတ်ကုတ်ကိုတီထွင်ခဲ့ပါတယ်။အဓိကစကလုံးတွေနဲ့နံမဲတွေကိုနံပါတ်တွေတက်မှတ်ပြီးတခြားစကလုံးတွေအတွက်အစားထိုးတင်ဒေတာတွေကိုအသုံးပြုခဲ့ပါတယ်။ဝဟူးကလုံအိုင်လန်ကနေအရေးကြီးတဲ့တရင်တွေကိုပေးပို့ပေးမိမယ်။ဝါရှင်တန်ကနယူးယောက်မြို့ထဲမှာရှိတဲ့ဗြိတိရှားစစ်စင်ရေးရဲ့အချက်အချာနေရာကနေတရင်ပေးပို့နိုင်မယ်။ယုံကြည်ရတဲ့သူရှုတယောက်ကိုလိုအပ်နေပါတယ်။အဲ့ဒီသူရှုကစစ်ရေးနဲ့ ိုင်ငံရေးအကြောင်းတွေတင်မောတွေရဲ့လှုပ်ရှားမှုတွေနဲ့စစ်သားတွေရဲ့တက်ဖြတ်ချထားမှုတွေအကြောင်းကိုသိနိုင်ဖို့လိုပါတယ်။အိဗရာဟန်ဝဟူးဟာနယူးယောက်ကအီမော့စ်အန်ဒါဟေးရဲ့တဲခိုခန်းမှာနေတော့ရောဘတ်တောင်းဆန်ဆိုတဲ့ကုန်တယ်တယောက်နဲ့ရင်းနှီးခဲ့ပါတယ်။တောင်းဆန်ဟာဗြိတိရှားတွေကိုကူးပေါင်းလှုပ်ဆောင်နေပုံပေါ်ပေမဲ့ဗြိတိရှားတွေရဲ့အချင်းပြတ်ချစားမှုတွေနဲ့မတော်မတရားပြုမှုတွေကြောင့်စစ်ပြက်နေသူဖြစ်ပါတယ်။ဝဟူးဟာတောင်းဆန်ကိုသူ့ရှုဖြစ်စုဆောင်ခဲ့ပါတယ်။ တောင်းဆန်ရဲ့နောက်ခံခြေအနေနဲ့လုပ်ငန်းကသူ့ကိုအကောင်းဆုံးအကာအကွယ်ပေးနိုင်ပါတယ်။သူ့မိသားစုရဲ့ကိုယ်ကဘာသာရေးနောက်ခံကသူ့ကိုလှုပ်ဝက်တက်စေတယ်။ကုန်တယ်လုပ်ငန်းကဗြိတိရှအရာရှိတွေနဲ့ဆက်ဆံမှုအကြောင်းပြချက်ကောင်းတစ်ခုဖြစ်စေတယ်။ James Rivendon ရဲ့ Coffee ဆိုင်မှာယင်းနှမြုပ်နှံထားတာကြောင့်ဗြိတိရှအရာရှိတွေရဲ့အတင်းအဖျင်းတွေကိုကြားသိနိုင်ပါတယ်။တောင်းဆန်ဟာနယူးယောက်မြို့တွေကအဓိကသတင်းအရင်းအမြစ်ဖြစ်လာပြီးဗြိတိရှအစီအစဉ်တွေနဲ့လှုပ်ရှားမှုတွေကြောင့်အရေးကြီးတဲ့အချက်လက်တွေကိုပေးပို့ခဲ့ပါတယ်။ ကူပါဖွဲ့ဟာတရင်ချက်လက်တွေကိုမြ мян ရယူဖို့နဲ့အဖွဲ့ဝင်တွေရဲ့လုံခြုံရေးကိုတည်ချအောင်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဝီဟူကအထူးသတိထားပြီးအနေရရှိတယ်လို့ထင်ရင်တရင်တွေကိုကူဖို့နှောက်နှေးတက်ပါတယ်။ဒါကဝါရှင်တန်ကိုစိတ်ပျက်စေပါတယ်။ဝူဟူနဲ့တောင်းဆန်လိုကြားမှာတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။တောင်းဆန်ကအစပိုင်းမှာတိုးဆုံနေပြီးနောက်ပိုင်းမှာအနေရနဲ့နီးကပ်လာတာကိုသိလာတဲ့အခါသတင်းပို့ဖို့ညှင်းဆန်တာဒါမှမဟုတ်ခက်ခဲတဲ့နေရာတွေကိုပဲတွားတွေးဖို့တောင်းဆိုတာတွေရှိပါတယ်။ သူရှူရီဟာခီးစရိတ်တဲခိုစရိတ်နဲ့ထောက်ပံ့ရေးပစ္စည်းတွေအတွက်ငွေကုန်ကြေးကျများခဲ့ပါတယ်။ဝါရှင်တန်ကငွေကြေးမလုံလောက်တဲ့အခါသူတို့ကိုအချိန်မီပြန်ဆက်ဖို့ခက်ခဲခဲ့ပါတယ်။ဒါကသူတို့ကိုစိတ်ပျက်စေပြီးစစ်ပြီးတဲ့နောက်သူတို့ရဲ့ငွေကြေးလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်။တောင်းဆန်ကနယူးယောက်မှာတရင်ချက်လက်တွေကိုစူးစောင်းပြီးအော်ဆတ်တင်ယိုတို့မဟုတ်ဂျူနက်စ်ဟော့ကင်းကိုပြုတ်ပြပါတယ်။သူတို့ကစီတော့ကပ်ကိုသွားပြီးဝဟူးကိုတရင်ပေးပို့ပါတယ်။ ဝူဟူးကကီလဘရူးစတာကို အချက်ပြပြီးဘရူးစတာကလေနဲ့ကိုနက်တီကတ်မှာရှိတဲ့တုံးမချင်နဲ့တွားတွေ့ပါတယ်တုံးမချ်ကမင်းဖြောက်စင်းနဲ့ရေးထားတဲ့စာကိုဖတ်ပြီးကုတ်ကူဖြက်ကသတင်းချက်လက်တွေကိုဝါရှင်တန်စီပို့ပေးပါတယ်ကူပါအဖွဲ့ကဗြိတိရှားစစ်သားတွေရဲ့လှုပ်ရှားမှုတွေနဲ့ဂျီတက်ပြင်ဆင်မှုတွေကြောင်းသတင်းချက်လက်တွေကိုပေးပို့ခဲ့ပါတယ်ဒါအပြင်ဗြိတိရှားတွေကအမေရိကန်ငွေကြေးကိုဖျက်ဆီးဖို့အတွက်ငွေတုတွေထုတ်လုပ်မဲ့အကြောင်းလည်းသတင်းပေးပို့ခဲ့ပါတယ် ရူချန်ဘိုရဲ့ပြင်းထန်ရေတပ်ကို6ယောက်တိုက်ခိုက်ဖို့ဂီတိရှားတွေရဲ့အစီအစဉ်ကိုအချိန်မီသတိပေးနိုင်ခဲ့ပါတယ်။ဂီတိရှားထောက်လန်းရေးအဖွဲ့ဟာစီတိုကတ်နဲ့နယူးယောက်ကသတင်းတွေပေါက်ကြားနေတာကိုသိရှိခဲ့ပါတယ်။သူတို့ကကင်းလက်တာတွေတိုးမြင့်လှုပ်ဆောင်ခဲ့ပြီးသတင်းပေးတွေကိုမွေးထုတ်ခဲ့တော်လဲကူပါဖွဲ့ရဲ့လုံခြုံရေးအစီအမံတွေနဲ့အချင်းချင်းယုံကြည်မှုကြောင့်သူတို့ရဲ့အတွင်းထဲကိုမဝင်နိုင်ခဲ့ပါဘူး။ ဘူချုပ်ဘီနီတီအာနိုဟာ1980ပြည့်နှစ်စက်တင်ဘာလမှာတစ္ဆာဖောက်သွားတာဟာအမေရိကန်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ West Point မှာ Washington ရဲ့သူရှိုးကြီးကဖြစ်တဲ့အာနိုဟာ New York ကသူရှိုးရဲ့အကြောင်းနဲ့ Thomas ကိုရက်ကိုလှုပ်ဆောင်နေရဆိုတဲ့အချက်ပါဝင်အမေရိကန်ရဲ့သူရှိုးလုပ်ငန်းတွေအကြောင်းကိုသိရှိခဲ့ပါတယ်။အာနိုရဲ့တစ္ဆာဖောက်မှုနဲ့ British တွေရဲ့ဖိနှိပ်မှုတွေကြောင့်ကူပါဖွဲ့မှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဟာဂျူလီမြူလီကန်ကိုဖမ်းဆီးပြီးတဲ့နောက်တောင်းဆန်ကသတင်းပို့တာကိုခေတ္တရက်တန့်ခဲ့ပါတယ်။ဖမ်းဆီးခံရမှာကိုအမြဲတမ်းကြောက်ရွံ့နေခဲ့ပါတယ်။လိုအိုင်လန်အော်ဒါရဲ့ရေပြင်နဲ့ကန်ယူရန်တွေဟာမျိုးချစ်တွေနဲ့တော်ဝင်ဝါဒီတွေရဲ့လှည့်ရွေကြမှာအမြဲတမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။အစပိုင်းမှာထောက်ပံ့ရေးပစ္စည်းတွေစုဆောင်းမှုနဲ့ရန်သူကိုနှောက်ယှက်ဖို့လှုံ့ဆော်ခဲ့ကြပြီးမြောက်ပိုင်းမှာပြင်းထန်တဲ့ပြည်လဲလက်ပြမှုတွေနဲ့လူရဲမှုတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဘလူးစတာဟာမကြာခဏဆိုသလိုတိုက်ပွဲတွေမှာပါဝင်နေရပြီးသတင်းပို့တာကိုနှောက်နှေးစေပါတယ်မြို့ချစ်တွေနဲ့တော်ဝင်ဝါဒီတွေရဲ့တိုက်ခိုက်မှုတွေကလုံအိုင်းလမ်းမှာတွာလာနေတဲ့သတင်းပို့သူတွေနဲ့သူရှူတွေအတွက်အနေရတစ်ခုဖြစ်စေခဲ့ပါတယ်အကြမ်းဖက်မှုတွေနဲ့တရားဥပဒေမဲ့မှုတွေကကုပဖွဲ့နဲ့သူတို့ရဲ့ဆက်သွယ်သူတွေအတွက်စိုးရိမ်ပူပန်မှုတွေကိုတိုးစေခဲ့ပါတယ်တ1281ခုနှစ်မှာယော့ကတောင်းမှာအောင်ပွဲခံပြီးတဲ့နောက်ကူပါဖွဲ့ရဲ့လှုပ်ရှားမှုတွေကတဖြည်းဖြည်းညှိနှဲသွားပါတယ် ဝါရှင်တန်ရဲ့အာရုံစိုက်မှုတွေပြောင်းလဲသွားပြီးဗြိတိရှ်တွေရှုံးနိမ့်တော့မဲ့အချိန်မှာနယူးယောက်ကသတင်းချက်လက်တွေအတွက်အရေးပေါ်အခြေအနေလည်းလျော့နေသွားခဲ့ပါတယ်။ဝူဟူးနဲ့တောင်းဆန်တို့လိုသူရှူတွေဟာပင်မနှွမ်းနယ်လာပြီးသူတို့ရဲ့ဘဝတွေကိုပြန်လည်တိဆောက်ဖို့ကြိုးစားခဲ့ကြပါတယ်။စစ်ပွဲအပြီးမှာကူပါဖွဲ့ဝင်တွေဟာသူတို့ရဲ့စစ်တွင်းကလှုပ်ဆောင်ချက်တွေကိုလှုပ်ဝက်ထားပြီးတာမန်ရဲသားဘဝကိုပြန်လည်ရောက်ရှိခဲ့ကြပါတယ်။သူတို့ကစစ်တွင်းကကုန်ကျစရိတ်တွေကိုပြန်လည်ပေးဆက်တာထပ်ပိုးပြီး အတိအမှတ်ပြုတာကိုမရှာဖွေခဲ့ကြပါဘူး။ဝဟူတောင်းဆန်ဘရူးစတာနဲ့ယိုးလိုလိုပုံကိုယ်တွေဟာသူတို့ရဲ့အရေးပါတဲ့ပံ့ပိုးကူညီမှုတွေကိုလူသိမခံပဲနေထိုင်သွားခဲ့ကြပါတယ်။စာအုပ်ထဲမှာကူပါဖွဲ့ရဲ့ယုံကြည်မှုအပေါ်အခြေခံတဲ့သူရှုကွန်းရဲ့နဲ့ဝီလီယံဟဲရွန်လိုငွေကြေးနဲ့ကို့အကျိုးစီးပွားကိုပဲကြီးတဲ့သူရှုတွေအကြောင်းကိုနှိုင်းရှင်ဖော်ပြထားပါတယ်။ဒါဟာအသက်ဆက်ရှိမှုဟာငွေကြေးနောက်မှာဒုတိယလိုက်တဲ့သူရှုခစ်ကိုရောက်ရှိသွားခြင်းပဲဖြစ်ပါတယ်။ နှစ်အတော်ကြာပြီးတဲ့နောက်ဘင်ဂျမင်တောမတ်ချာသူ့ရဲ့သူရှူတွေနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကိုဂုံပြူချင်းမြောက်ခဲ့ပါတယ်။သူ့ရဲ့ကြိုးပမ်းမှုတွေကမျိုးချစ်စိတ်နဲ့တီထွင်ဖန်တီးမှုတွေကြောင့်ကုပဖွဲ့အကြောင်းကိုတမိုင်းမှာမပြောက်ပြက်အောင်ထိမ့်သိမ်းနိုင်ခဲ့ပါတယ်။မိတ်ဆွေတီဆောက်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကတော့သတင်းချက်လက်ရဲ့တန်မှုဒုံကျည်မှုရဲ့အရေးပါမှုနဲ့စွန့်လွတ်အနစ်နာခံမှုပဲဖြစ်ပါတယ်။အခုချက်ချင်းလှုပ်ဆောင်တင်တာကတော့ကုပဝင်းကျင်မှာရှိတဲ့သတင်းချက်လက်တွေကိုအမြဲစောင့်ကြည့်လေ့လာပြီး ယုံကြည်ရတဲ့မိတ်ဆွေတွေကိုတံမိုးထားဖို့ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တွေနဲ့ဘ ഹു တူတော်တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။